ဟိုကြီးတို့တခါတလေကျတော့စိတ်မကောင်းဘူးစိတ်မကောင်းဘူးဆိုတာဘာလဲဆိုသူတို့လှူလိုက်တဲ့ဓမ္မပူဇော်လေးတွေချိန်လိုက်လို့ရှင်ရှင်ရသားတွေရဲ့ခါးကြားက ထွက်လာတဲ့အနွမ်းလေးတွေတွေ့ရအေးဒါလေးတွေကတော့သူကမြတရားနာခြင်းရှာနှုန်းလို့ပိုက်ဆံပေးနာရတဲ့အသေးပဲမျိုးဖြစ်နေတယ်ဒါမှဖြစ်တဲ့မို့ဓမ္မပူဇော်လှူတဲ့လူကလှူခြင်းလှူမလှူခြင်းနေ ဘုန်းကြီးဆိုတာတရားပွဲလာဟောမှာပဲဓမ္မပူဇာရခြင်းလို့တရားပွဲဟောတာမဟုတ်ဘူးတရားဟောလို့ဓမ္မပူဇာရဒီလိုသာဖြစ်ရဓမ္မပူဇာရလို့တရားပွဲဟောတရားဟောတာမဟုတ်ဘူးတရားဟောလို့ဓမ္မပူဇာရဓမ္မပူဇာရတယ်ဆိုတာတူတဲ့လူတဲ့ကုသိုလ်ပဲသူကလည်းတရားကို ပူဇော်တာဟောတဲ့ပုဂ္ဂိုလ်ကလည်းပဲအဲ့ဒါကိုမမြော့ကိုရအောင် အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်အယောင်းဝယ်တကူဖြစ်လာနိုင်ပေါ့ဒါမရှိကြဘူးဘုန်းကြီးတို့ပြောတာမဟုတ်ပါဘူးတကယ်ရှိတာနေဘက်မှာတရားပွဲတစ်ပွဲမှာနာမည်ကျော်ဆရာတော်ကြီးတပါဘွဲတော်ထုတ်မပြောတော့ဘုန်းကြီးတို့ကလည်းလူစုံတော့ကြားရတဲ့ပေါ့အံမျိုးတရားပွဲမှာတရားဟောပြီးရေစက်ပါချပြီးဆရာတော်ကကားပေါ်ရောက်ပြီးပြန်တော့မယ် တရားပွဲစီစဉ်တဲ့ပုံကိုယ်တွေကခဏနေပါအောင်ခဏနေပါအောင်စဉ်းရှင်းလို့မပြီးသေးလို့အဲ့ဒါပါတော့ဆိုရင်ဓမ္မပူဇာတဲ့ကငွေကိုအတန်ချက်စက်ဟာကားကဘလောက်ဖြာဟာကားကဘလောက်မင်းဟာကားကဘလောက်ဆက်ဟာကားကဘလောက်ဆိုတာအဲ့ဒီစဉ်းရှင်းတာမပြီးသေးတော့ဓမ္မပူဇာကိုမလှူနိုင်သေးဘူးဒါတကယ်ဖြစ်တာပုံမြင်မဟုတ်ဘူးမမပြေမှာဒီလိုဖြစ်နေတာရှိတယ်အဲ့ဒါမျိုးကမဖြစ်သင့်ဘူး အဲ့ဒါလို့မဖြစ်တဲ့ဘူးဒါကြောင့်မလို့တရားဝဲတွေမှာခိဝါကနေပိတ်ပြီးတော့အလှခံတာဟာမမှန်ကန်ဘူးလို့ခွန်ကြီးတို့ကတော့ခံစားဘာဖြစ်လို့မမှန်ကန်လို့ဆိုတရားနာခြင်းလို့တာရတဲ့ပုဂ္ဂိုလ်ကအလှခံဘုံထဲမှာအလှခံမထဲခဲ့ရလို့ရှိရင်အလှခံတဲ့လူကလည်းအဲ့နာမှာရှိတယ်အဲ့တော့လူမတရားအလှခံတရားလှူတဲ့ ဒီဝေဗလာတဲ့ကိုပတ်စံလေးမထည့်ပဲနဲ့ဝင်သွားရမှာသူ့ဖို့မှာရှက်ကောင်းရှက်ပေလေဒါမျိုးကမဖြစ်သင့်ဘူးအရားနာတယ်ဆိုတာအခမဲ့ပဲနာတဲ့နယ်တရားတရားပေါင်းလို့ဖြူတာကိုသာလက်ခံတဲ့ဖြူအောင်တော့အတောင်းခံတဲ့မို့ပေါ့ဘုရားတော့အဲ့ဒါကိုလုံးဝမနစ်သက်ဘူးအဲ့ဒီကိစ္စတွေဘုရားတို့နာမည်သုံးပြီးတော့အလူခံတယ်ဆိုတာတွေလည်းကြားတယ် ဆရာတော်ကြီးကချမ်းမရေးမကောင်းဘူးအမတန်မှဝမ်းလဲဆရာကြီးပြောကြလူတနာလာအောင်ဒါတောင်းတန်တဲ့ကုသူပဲဒါသတောင်းစားအဆင့်ရောက်သွားအဲ့ဒါလို့မချစ်ပင်ဟိုးလွန်ခဲ့တဲ့တနေ့ကဘုန်းကြီးကစင်ကာပူသွားတာဆေးကုသွားတာမဟုတ်ဘူးသူတို့ကဆေးကုသွားတဲ့ထင်စင်ကာပူကနေပြီးတော့အဘိဓမ္မာပင်နံပို့ချဖို့ရပင်နစ်စင်ပင်နံ အဝိဓမ္မသင်္နန်းသွားပို့ချပင့်တာကိုစင်ကာပူဆေးဘူးသွားမှာဆေးဘူးဝါကလှူကြပါအောင်လို့အဲ့ဒီလူတွေကသူတို့သဘောနဲ့သူတို့အမှုခန္ဓာမျိုးခေါင်းကြီးကနောက်ကျပြန်ကြားတယ်ပေါ့အားဆေးဘူးဝါကအမှမလို့ဘုန်းကြီးဆိုတာဗေနီးယားရောက်ရောက်စင်ကာပူရောက်တဲ့အခါစင်ကာပူတရားရကမတွေရှိသူတို့ပဲခုပိတကယ်လဲဆေးကုသွားတာမဟုတ်ဘူး နော်အဲ့ဒီလူမျိုးတွေပြောတာတွေကတော့လုံးဝမကောင်းတဲ့အပြောဆိုမျိုးတွေတဲ့ဘုန်းကြီးတို့လည်းတိတ်ခါကြအဲ့လိုမျိုးကလုံးဝမပြောသင့်ဘူးဒါတတိထားစရာကိုပြောပြတယ်တကယ်လဲကြုံတွေ့ခဲ့တဲ့ကိစ္စတွေပြောပြတယ်